နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့ကျမ်းမာရေးပညာပေးဘုဒ္ဓတတ္တယပိုင်းကိုကျွန်တော်ဆက်လက်တင်ဆက်ပေးပါမယ်။ဒီပိုင်းလေးမှာတော့စိတ်ဝင်စားတာကောင်းတဲ့เนาะအချက်တစ်ချက်ကလူတယောက်ရဲ့နာကျင်မှုဝေဒနာခံစားနေရမှုကိုအခြားသောသူတယောက်ကဘာနဲ့တိုင်းတာပြီးတော့เนาะဆုံးဖြတ်နိုင်တယ်လဲပေါ့။ pain assessment ပေါ့ လူတယောက်ကတော့နာကျင်မှုဝေဒနာကိုအကြောင်းတစ်ခုအကြောင်းခံစားနေရပြီးသူ့ရဲ့ခံစားမှုအမှန်တရားကိုနော်စိတ်ကူးစားပြီးတဲ့လူပဲဖြစ်ဖြစ်ဘေးမှာရှိနေတဲ့လူတယောက်ကပဲဖြစ်ဖြစ်သူဘလောက်နာကျင်နေတာလဲလို့သိအောင်နော်သိပ္ပံနည်းကြတိုင်းတာဆုံးဖြတ်နိုင်တဲ့ assessment strategy တွေအများပြားရှိကြပါတယ်သို့တော့လူနာဘက်ကပြန်ကြည့်ရင် pain ဆိုတာကကိုယ်တိုင်ခံစားရမှသိတာ subjective experience ဖြစ်ပါတယ်ကိုယ်တိုင်ကိုဒီဝေဒနာကြီးကိုမခံကြည့်မခံတာခံစားနေရတာကိုတခြားလူတယောက်ကိုငါဘယ်လောက်ထိနာနေတယ်ဆိုတာပြောဖို့အလွန်ခက်ခဲသလိုတခြားလူတယောက်ကလည်း "तू ဘယ်လောက်ထိနာနေပါလား"လို့အမှန်တိုင်းသိဖို့အလွန်ခက်ရင်ပါတယ်။ဒါကြောင့်မလို့ဒီ pain assessment တွေတိုင်းဒီတစ်ခုတည်းနဲ့ မလုံလောက်တယ်လို့အများကြီးပေါင်းပြီး assessment လုပ်တာတောင်မှယာနှုံးပြည့်အမှန်တိုင်းမသိရှိနိုင်ဘူးလို့ဆိုပါတယ်။ဆိုရတဲ့သဘောက나ကျင်မှုဝေဒနာခံစားရမှုကိုကိုချင်းစာနာပြီးတော့အမှန်တိုင်းသိဖို့အလွန်တရာခဲရင်ပါတယ်။ဒီလိုကိုယ်တိုင်ခံစားမှုကိုဘယ်သူမှမိမိစိတ်နဲ့ကိုချင်းစာပြီးတော့တိုင်းတာလို့မရပါဘူး။အထူးသဖြင့်ကလေးတွေ နာကျင်မှုဖြင့်အလွန်ကိုတိုင်းတားရခဲ့ပါတယ်။တိတ်အသက်ကြီးတဲ့အိုမင်းလွန်တဲ့လူတွေနာကျင်ပြီဆိုရင်လည်းမပြောနိုင်မဆိုနိုင်မီးလို့မရတဲ့အတွက်ကြောင့်သူတို့နာကျင်မှုဖြင့်တိုင်းတားဖို့အလွန်ခက်ပါတယ်။အဲ့တော့ extreme age group လို့ခေါ်တဲ့ကလေးနဲ့လူကြီးအသက်အလွန်ကြီးတဲ့လူတွေမှာနာကျင်မှုဝေဒနာကိုသိဖို့အတွက်အလွန်ခက်ခဲသိပ်မွေ့တဲ့နိလမ်းများစွာရှိနေပါတယ်။ကြောင်မလို့ တချို့သောနာကျင်မှုဝေဒနာခံစားတဲ့လူတွေကသူတို့ခံစားနေရတဲ့အချိန်တွင်းမှာတခြားလူတွေကစကားပြောနေကြမယ်ရီမောမဲပြောနေကြမယ်ဆိုအလွန်ကိုစိတ်တူကြပါတယ်။ငါခံစားနေရတဲ့ဟာကိုမင်းတို့ကိုချင်းမစားနိုင်ဘူးမသိနိုင်ကြဘူးမင်းတို့ကတော့ပြောနိုင်ဆိုနိုင်စားနိုင်တောက်နိုင်ရီနိုင်ကြတာပေါ့ငါမှတော့ရင်ထဲမချိအောင်ခံစားနေရတယ် မင်းတို့မသိနိုင်ဘူးလို့ပြောလို့ရှိတာအမှန်ပါပဲသိပ္ပံနီးကြတိုင်းတာတဲ့နီလတ်နေလည်းများစွာရှိကြတယ်ဥပမာဥပမေယတွေပေးပြီးတော့ကဏ္ဍနေလက္ခဏာတွေသင်္ကေတတွေနဲ့ခံစားမှုအနေများကိုပြောနိုင်သလိုနာကျင်ခံစားမှုဖြစ်နေတဲ့လူနာတယောက်ကအမြဲတမ်းပြောင်းလဲနေတဲ့မျက်နှာအမူအရာပေါ်ကြည့်ပြီးလဲခံမှန်းကြည့်တိုင်းတာကြပါ မှန်တော့မသိနိုင်ပါဘူး facial expression ကိုကြည့်ပြီးတိုင်းတာကြတာပေါ့တချို့ကသူ့ရဲ့ဘဝကိုယ်ရည်ကိုယ်သိလှုပ်ရှားနိုင်မှုအခြေအနေပေါ့ functional score ပေါ့နားလျှောက်နိုင်လားကြာကြာထိုင်နိုင်လားဘိုးဘက်ဒီဘက်စောင်းနိုင်လားအိတ်နိုင်လားသမင်းထိုင်စားလို့ရလားဖျားထိုင်ရှိခိုးလို့ရလားအပေါ်ပါသွားလို့ရဆရှိစပြင်းပေါ့သူ့ရဲ့ daily functional score ပါထက်သွင်းပြီးရောဒီနာကျင်မှုရဲ့ အတိတ်နဲ့ကိုစဉ်းစားကြတာရှိတာပေါ့လူနာရဲ့စိတ်ပိုင်းဆိုင်ရာအရည်သွေး psychological assessment လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအရည်သွေးဘလောက်ကျဆင်းနေဆိုတာကိုလည်းစိတ်ပိုင်းဆိုင်ရာပညာရှင်များကနော်ပူးတွဲပြီးတော့ဒီထဲမှာထည့်သွင်းပြီးတော့နာကျင်မှုဝေဒနာကြောင့်ဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာများကိုထည့်သွင်းစဉ်းစားကြတာလည်းရှိပါတယ်အဲ့တော့နာကျင်မှုဝေဒနာရဲ့အတိတ်နဲ့ကို ခံမှန်းကြီးတိလောက်ပြီးဆိုရင်ဒီဝေဒနာနာကျင်မှုဟာဘာကြောင့်ဖြစ်ရတာလဲဆိုတော့ root cause ပေါ့ဖြစ်ရတဲ့အကြောင်းရင်းကိုလည်းတခါတည်းစစ်ဆေးသုံးသပ်ပြီးတော့ကုသရေးအတွက်ဆုံးဖြတ်ဖို့လိုပါတယ် assessment ပြီးတာနဲ့သူ့ကိုနော်သူ့ရဲ့ underlying pathophysiology underlying pain anatomy ကိုသိအောင်လုပ်ရသလိုဒါကိုကုနိုင်ဖို့အတွက် လူနာအတွက်အကောင်းဆုံးသောနိလန်းများကိုလည်းတက်ဆိုင်ရန်ကြွန့်ကျင်ပညာရှင်များကစူပါမီဆုံးဖြတ်ရပါတယ်။ပြီးရင်ဒီဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုလည်းလူနာနဲ့လူနာရဲ့မိသားစုကိုအတိပေးပြီးတော့သူတို့ရဲ့ right အရာရွေးချယ်ဆုံးဖြတ်ခွင့်ပေးရပါတယ်။ consent ယူရပါတယ်။ inform consent ယူပြီးတဲ့ decision making ဒီလူနာနဲ့လူနာရှင်အထူးသဖြင့် terminal ill ဖြစ်နေတဲ့ကင်ဆာရောဂါ လွန်ကျွန်ဖြစ်နေတဲ့သူမျိုးเนาะဒီလိုလူမျိုးရဲ့နောက်ဆုံးအချိန်ထိနာကျင်မှုဝေဒနာတွေကိုခါခါတည်တည်ခံစားပြီးမှဘဝကိုဆွန့်ခွာသွားမယ်ဆိုရင်ဒါကမဖြစ်တဲ့နဲ့မတရားတဲ့ကိစ္စဖြစ်ပါတယ်။အေးအေးချမ်းချမ်းနဲ့ peacefully เนาะဘဝကိုနောက်ဆုံးအချိန်ကိုရင်ဆိုင်သွားနိုင်ဖို့အတွက်တက်ဆိုင်ရပညာရှင်များကစိတ်ရှိလက်ရှိเนาะ နီးမှန်နှမ်းမှန်ရွေးချယ်ပြီးသလိုလူနာကိုယ်တိုင်နဲ့လူနာရဲ့မိသားစုများကလည်းเนาะသူတို့လိုချင်တဲ့နီလန်းကိုရွေးချယ်ဖို့အခွင့်အရေးပေးရမှာဖြစ်ပါတယ်ထီရောက်တဲ့ကုသမှုစနစ်တွေကိုမှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့ကုသမှုစနစ်ကလည်းလူနာအတွက်အန်တရအနေဆုံးเนาะဖြစ်မယ်ဆိုရင်ဒီကုသနီးရာလူနာအတွက်တင့်တော်တယ်လို့ရေပူအပြင်တတ်မှတ်မှာဖြစ်ပါတယ် ဒီလိုကုသမှုပေးလို့လူနာရဲ့နာကျင်မှုဝေဒနာခံစားမှုကြုတ်ပိုင်းဆိုင်ရာတက်တာလာတယ်စိတ်ပိုင်းဆိုင်ရာတက်တာရလာတယ်လူနာရဲ့အာကိုယုံကြည်မှုကိုစိတ်ပညာရှင်နေအနေနဲ့ရရှိလာပြီဆိုရင်ဒီအကျိုးကျေးဇူးတွေအားလုံးဒီအလွန်ဖိုးတန်တဲ့เนาะအကျိုးကျေးဇူးတွေဖြစ်မယ်လို့เนาะကျွန်တော်တို့အနေနဲ့ သုံးသပ်လို့ရပါတယ်။အဲ့တော့ခြုံပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့အခြေခံเนาะအကြောင်း၃ခုဖြစ်တဲ့ RED red လို့ခေါ်တဲ့เนาะစောင်ပုံလေးကိုအမြဲတမ်းတတိယစေချင်ပါတယ်။ R ဆိုတာဘာကိုပြောလဲဆိုတော့ recognize ဆိုပြောတာပါ။လူနာကနာကျင်မှုဝေဒနာရှိတယ်။နာကျင်မှုခံစားရပါလေဆိုရင်ဘေးမှာရှိနေတဲ့မိသားစုကရော ဆေးကုသပေးတဲ့ care provider ရောဒီလူနာရဲ့နာကျင်မှုခံစားမှုကိုအတိမတ်ပြုပေးရပါမယ်။အတိမတ်ပြုပေးခြင်းဒီစာနာစိတ်ကိုပြောတာပါ။ဒါကဒါကတော့မဖြစ်နိုင်ဘူးမနာသင့်ဘူးလို့မပြောသင့်ဘူးပေါ့။နော်။သူတကယ်ခံစားနေရတဲ့ဟာကို recognize လုပ်ပေးရမယ်။ပြီးရင် A ကဘာကိုပြောလဲဆိုတော့ assess assess ဆိုတာက ဒီလူနာရဲ့နာကျင်ခံစားမှုဟာဘလောက်ထိသူ့ကိုထိခိုက်မှုများရှိနေတယ်လဲ။ဘာအကြောင်းတရားတော့ဖြစ်တယ်လဲဆိုတာကိုကျွမ်းကျင်တဲ့ train လုပ်ထားတဲ့ပညာရှင်က assess လုပ်ပေးရပါတယ်။စစ်ဆေးမေးမြန်းရမှာမယ်။နော်ပြီးရင်မှတ်တမ်းပြုရပါမယ်။ပြီးရင်ပြန်လဲပညာရှင်အနေနဲ့သုံးသပ်ပေးရမှာပဲ။နောက်တစ်ခုကတော့ကြည်ရ treatment ပေါ့။စောစည်းစွာနော်ဒီနာကျင်မှုဝေဒနာကို ုသပေးနိုင်တဲ့နီးလန်းတွေကိုလူနာအတွက်အကောင်းဆုံးအခြေအနေဖြစ်အောင်သုံးသပ်ပြီးတော့ဒီ treatment design ပေါ့ကုသနိုင်မဲ့နီးလန်းများကိုလူနာများအတွက်ရွေးချယ်အထောက်အကူပေးရမှာဖြစ်ပါတယ်။အဲ့တော့ RET red လို့ခေါ်တဲ့ recognize assess and treat ဆိုတဲ့ဟာကြီး care provider for pain ပေါ့။နာကျင်မှုဝေဒနာကိုသူးစုဆောက်ရှောက်ကုသပေးနေတဲ့ကျမကြီး ဝန်တန်းတိုင်းပညာရှင်တိုင်းရဲ့လက်သုံးစကားဖြစ်ပါတယ်။ဒါလေးကလူနာတွေကလည်းသိထားသင့်မို့လို့ပါတယ်။အဲ့ဒီတိုင်းသာကျွန်တော်တို့မှန်မှန်ကန်ကန်နော်လုပ်ပြီးနိုင်မယ်ဆိုရင်ခံစားနေရတဲ့နာကျင်မှုဝေဒနာကိုအနည်းနဲ့များဆိုလို့ရှော့ချလို့ရသလိုစေကူတာမှုတွေကုန်ကြတဲ့ဇိတ်တွေကိုလည်းရှော့ချပြီးလို့ရသလိုလူနာရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ခြေနှက်မှုကိုလည်း နော်ရရှိရမယ်ဆိုတော့ကျွန်တော်အနေနဲ့သိပင်းနဲ့ဒီခန်းကဏ္ဍကိုညီကုန်းချုပ်ပါတယ်ซีฟัม caring for well-being